တတိယသမရသက်တမ်းတာဝန်ယူနိုင်ခွင့်အတွက်စဉ်းစားနေတယ်ဆိုတာကနောက်ပြောင်တာမဟုတ်ဘူးလို့အမေရိကန်သမရဒေါ်နယ်ထရန့်ပြောပါတယ်။မတ်လ30ရက်နေ့တုန်းက NPC သတင်းဌာနနဲ့အင်တာဗျူးမှာထရန့်ကအခုလိုပြောဆိုသွားခဲ့တာပါ။အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာလူပုဂ္ဂိုလ်တဦးအတွက်၄နှစ်သမရသက်တမ်းနှစ်ကြိမ်ထက်ပိုထမ်းဆောင်ခွင့်မပြုဘူးလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်။ထရန့်ဟာဇက်တိုင်မဟုတ်တဲ့သမရသက်တမ်းဒုတိယအကြိမ်ကို January 20ရက်နေ့မှာစတင်တာဝန်ယူခဲ့ပြီးတတိယသက်တမ်းတာဝန်ယူဖို့စိတ်ဝင်စားတယ်ဆိုတာမျိုးအရှိအမွတ်ပြောခဲ့မှုပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ NBC က10မိနစ်ကြာဖုန်းအင်တာဗျူးထဲမှာမေးမြန်းတဲ့အခါ Trump က"သူဟာနောက်ပြောင်ပြောခဲ့တာမဟုတ်ဘူး"လို့ဆိုပါတယ်။ဒါပေမဲ့တတိယတက်တန်းအကြောင်းတကယ်တမ်းစဉ်းစားဖို့ဆိုတာက လောလောဆယ်မှာအရန်ဆောလုံးနေသေးတယ်လို့လေသူကဆက်ပြောပါတယ်။သမရတက်တန်းကိုနှစ်ချိန်ထပ်ပို့ပြီးတုံ့မြင်ဖို့ဆိုတာဟာ အောက်လွတ်တော်အမတ်၃ပုံ၂ပုံနဲ့အမေရိကန်ပြည်နယ်90တဲက၄ပုံ၃ပုံရဲ့ထောက်ခံအတီးပြုချက်လိုအပ်ပါတယ်။ထရမ့်ရဲ့မဟာမိတ်တချို့ကထရမ့်ဟာလက်ရှိသမရသက်တမ်းအကုန်ဆုံးမဲ့2029နှစ်စာပိုင်းအလွန်ထိအင်ဖြူတော်မှာဆက်ရှိနေတဲ့ဆိုတဲ့သဘောမျိုးကိုအကဲဆန်းပြီးဝါဒဖြန့်မှုတွေလည်းရှိနေပါတယ်။ထရမ့်ဟာအသက်88နှစ်ရှိလာပြီးကျန်းသက်စာကြေးဆိုချိန်မှာအမေရိကန်ရဲ့အသက်အကြီးဆုံးသမရအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ လာမယ့်2029နှစ်စန်းပိုင်းမှာတော့ထရမ့်ရဲ့အသက်ဟာ82နှစ်ရှိနေမှာပါ1996ခုနှစ်မှာအမေရိကန်သမ္မတဂျော့ချ်ဝါရှင်တန်ဟာသမ္မတသက်တမ်းနှစ်ကြိမ်ပဲတာဝန်ယူရမယ့်မူဝါဒကိုရှေးဆောင်လမ်းပြအစတင်ချမှတ်ခဲ့ပြီးနှစ်ပေါင်း140ကျော်အောင်အမေရိကန်သမ္မတအဆက်ဆက်ကလေးစားလိုက်နာခဲ့ပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကာလသမ္မတဖြစ်သူ Franklin Roosevelt ကတော့ အစင်အလာကိုချိုးဖောက်ပြီးတတရလေးနှစ်တက်တန်းကိုတာဝန်ယူခဲ့သလို1945ခုနှစ်သူ့ရဲ့စဒုထလေးနှစ်တက်တန်းအစမှာကွယ်လွန်ခဲ့ပါတယ်။အဲ့ဒီနောက်1950ခုနှစ်မှာတော့သမရတက်တန်းကိုကန့်တက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုဆုံးဖြတ်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ထရမ့်ရဲ့ကာလရှည်ကြာအကြံပေးတဦးဖြစ်သူစတီဗ်ဘာနွန်ကတော့သမရထရမ့်ဟာ2028ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်နိုင်ခြေရှိနေစေလို့မှတ်ချက်ပေးထားပါတယ်။ သမရသက်တမ်းကန့်သက်ချက်ကိုပြောင်းလဲတာမျိုးအပါအဝင်အဲ့ဒီရည်မှန်းချက်အထမြောက်နိုင်မဲ့နိလန်တချို့ကိုထရမ့်ရဲ့အမာခံအင်အားစုတွေကရှာဖွေနေကြဆဲဖြစ်တယ်လို့လည်းပြောကြားသွားပါရရှင်။